်ဇီဒီကနှလုံးသားနေရာမှာတီးရမှာပါတဲ့ဒီဘာသာအဓိကပြောချင်တာအဲ့တော့ကျွန်တော်ပြောရင်ကျွန်တော်က OIC ဖြစ်ပါကျွန်တော် OIC ပါလို့မွတ်စလင်ပါလို့ဆွဆွဲနေသူတွေအဲ့ပစ္စည်းတွေကျွန်တော်စောင့်ကြည့်နော်စောင့်ကြည့်နေပြောပြောတော့မှညီမပတ်တာပြောပါပြောကျွန်တော်တို့ရေးတောက်ကြိုးတော့မှတော်တော်ရေးပြောတာပေးတာကိုကျွန်တော်တို့ဒီကျွန်တော်တို့ဒီပေါ့ဗျာနော်ရေးကောက်ကွဲကိုဝေရေးပြိုင်မဲ့ပါတီကိုယ်စားလေးတွေကိုလုံလုံရေးပြအောင်ပေးနိုင်လို့မှဘယ်လိုစောင့်ကြည့်နေရမှာလုံလုံရေးချက်ချက်ကျွန်တော်မျိုးရှင်းပါကြတော့ကတ်လို့ပြအောင်နော် ဘလီတွေဒီတလုံးမှာတရားမဝင်အဲ့တော့တရားမဝင်တဲ့ဘလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ကမ္ဘာမြေပေါ်ကမှာမောက်တော့ပြရအောင်အဲ့တော့ခင်ဗျားတို့မဘာသားတွေကအယူဆုံးပလေးခံပြီးပလေးတွေသတိမလားကစားလိုက်ပြီခင်ဗျားတို့နော်မဘာသားအယူဆုံးကစားခံပြီးသွားပြီအဲအခုချိန်မှာတော့အစ္စလမ်ဘာသာဝင်တို့ထပ်ကစားနေပြီအဓိကကတော့သူပနာတင့်ဖို့သူပနာရဖို့နဲ့နော်သူနေရာရဖို့ပါပဲအဲ့တော့အဲ့တော့ဒီလိုက်တမစစ်စစ်နိုင်ငံရေးတမစစ်စစ်တက်ထောက်ခံသူစစ်စစ်ခင်ဗျားတို့ကမှလိုက်ရှာမယ်ဗျာအချင်းကြီးလို့ပြဟာကာကြောက်ကြီးကမွတ်စလင်ဖြစ်သွားပြီဟာကာကြောက်ကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေကဟုတ်လား ဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါကစူပူဖြစ်အောင်ဖန်တီးတာပဲတို့ကတော့မျိုးသားရေးသမားတွေဘာဘာသာဘာဘာသာတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါကြောင့်တို့တွေကအပြေပါနဲ့မြောက်ပေးမယ်မြောက်ပေးမယ်ဟာဘာလုပ်နေလဲအဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံလို့ပြောမယ်တို့ကလိုချင်တာတော့ဟိုပါပေါ့နော်ဒီကဒါကောင်ကဥစဉ်ကိုဥစဉ်ကိုပြင်မှတ်ထားဖို့ကြပါတယ် ဥစဉ်တို့ဥစဉ်ရဲ့ဆာမဝိဇာတို့တို့ပြောလိုက်လို့ရှိရင်အာကကြောကြီးကဖမ်းမှာပေါ့အာဖမ်းမိထောင်းလိုက်ထဲမဲ့အာကတို့တို့အတွက်ဆေးပြေးပြီလာလဲနော်ဒီကဒီလိုပဲဥစဉ်တို့ကတော့တုံးတတ်တယ်အဲ့တော့ကိုကိုကိုတိကြကိုကိုတိကြအဲ့တော့ဟုတ်ပြီအဲ့တော့အဓိကပါကျွန်တော်ခြေပတင်တာမှာကျွန်တော်ဆက်ဆဲတော့ကြည့်လို့ပါဒါပေမဲ့ကျွန်တော်အနေနဲ့ဗာပြန်တာမရှိတော့အဲ့တော့ပြည်သူကကျင့်တတ်တယ်ဒေသခံကကျင့်တတ်တယ်ဟုတ်အစ္စလာမ်ဘာသာဝင်အတိုင်းဝိုင်းနဲ့မွတ်စလင်ဘာသာဝင်အတိုင်းဝိုင်းခြားလာမှာပြည်ပြည်လည်းလည်းရှိနေတဲ့ကာလပတ်လုံးကတော့ပလိစ်အလုံးတရားပဲဆောက်ဆောက်ကြကျွန်တော်လုံးမဟုတ်ဘူးအဲ့ဒါမှကျွန်တော်ပြောပြောနေလို့ပါခင်ဗျားတို့က အဲ့ကြောင့်ငါမပါတာလည်းမဟုတ်ပါဘူးစစ်တပ်ထောက်ခံသူလည်းမဟုတ်ပါဘူးလားကလိုင်းပေါ်မှာနေရာရချင်တာပြောချင်တာတကယ်မှလူလက်ခုတ်တန်အစိမ်းလက်ခုတ်တန်လို့မပါတာလက်ခုတ်တန်ချုံနေရအဲ့တကယ်တကယ်ကျတော့ခဏတကယ်တတိရှိရတယ်မဟုတ်ဘူးကျွန်တော်ကြုတ်လို့ထားလိုက်ရင်ကျွန်တော်ဆိုရင်ခင်ဗျားတို့အဲ့ပါအစိမ်းတိုင်ဝမ်တော့ဒီဝမ်ဆဲနေတာဒါပေမဲ့ကျွန်တော်ကျွန်တော်ချက်တိကျမပြောင်းလဲဘူးနော်တက်ပါတော့ချက်တဲ့ချက်တဲ့စိတ်လုံးဝပြောင်းမလဲဘူးမပြောင်းလဲမအောင်ပြောင်းလဲသလိုနိုင်ငံချက်တဲ့စိတ်လုံးဝပြောင်းလဲမအောင်မဟုတ်ဟုတ်လားအဲ့တော့ဘယ်လိုစကားတွေဆွတ်ဆွတ်မပြောနဲ့မတိပဲနဲ့ဆွတ်ဆွတ်မပြောနဲ့နော်ဘယ်လိုပြီးပါမှနေတာ လောလောဆယ်မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှားပါပါလို့ဖန်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖတ်လို့မရသေးဘူးဗျာကျွန်တော်ဒီမှာကြတော့အခုခုမှားသွားပြီဆိုတာနဲ့ဖန်ခံရမယ်ဆိုရင်လောလောလေးရဲ့ကျွန်တော်ဖန်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ကြမှာမကြောက်ဘူးကျွန်တော်ကအမှောင်ကြမှာပဲကြောက်တဲ့သူတွေနော်လူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တဲ့သူတွေနော်အဲ့တော့ကျုပ်တို့ကတကယ်မြို့ပါတာတာတာနဲ့စိတ်ရှိတဲ့ရမ်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြအောင်လည်းနေရတယ်ကိုလိုချင်တဲ့ ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ကတနာကအကြီးကြီးအကြီးကြီးဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့သွားပြီးတော့ထမင်းစားရေတော့သွားပြီးတော့လုပ်လို့မရဘူးငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူးဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တီးဖို့လိုတယ်ဟုတ်လားမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုင်းမှရှိတဲ့အများနဲ့ဟောင်းနေတဲ့ဟောင်းစီအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်မှာဗလီစောက်တိကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လှည့်စားမှုကိုမြို့ချစ်တွေခံလိုက်ရပြီး နှုတ်ပိတ်ခံထားရတော့လဲအွန်လိုင်းပေါ်ကမူလူမျိုးရေးတွေးထိုးနေသည့်အပေါ်ကိုမောင်မောင်ကထောက်ပြဝေဖန်လိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာကျွန်တော်တို့ကောင်းလောတနက်ခင်းပါကဒီနေ့က30ရက်ခိုးလာပိုင်း2000လဲမှ25ဖြစ်ပါတော့ကဒီနေ့ပြောရပါတော့နော်အားလုံးအားလုံးလိုင်းပေါ်မှာခရိုက်ရိုက်နေတဲ့အရာလေးပေါ့နော်ညပြီးတော့မှမွတ်စလင်တွေပေါ့နော် ပလီပေးတယ်ပေါ့ဘာကျော်ကြီးကပလီနေရာဒေတာကွဲဒေတာကျော်ပေးတယ်ပေါ့နော်ဒေတာပေးတယ်ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးပြောမှဖြစ်ပါလိမ့်ဗျနော်ပောက်ကူတော်တို့ပြောရဦးလားတဲ့မလုပ်နေရလဲပေါ့နော်မလုပ်နေရလဲပေါ့ဦးစင်းတို့ကပြောပြီးပဲလေဗျာတရားဝင်တိုင်းလည်းလေးပါပါပလီတုံးကဦးစင်းတို့ပြောတရားမဟုတ်ဘူးလို့ပြောတာတရားမဟုတ်လို့ပြောတာဗျာနော်အဲ့တော့တရားဝင်တောင်းတယ်တို့တရားဝင်တောင်းတယ်တရားဝင်ပေးတယ်အဲ့ဒီဆိုရလက်ထက်မှာကောင်းမှုတော့ဖရာဟုတ်တော့မှာ ေါ်ခဲ့တယ်။အဲ့ဒီဆိုရလက်ထက်မှာတန်ဃာတော်တွေအောက်ကနေပြီးမှဂလီယမော်လဝီရကလတ်ဆိုင်ကြီးတွေကိုထိုင်လို့ဘာသာရေးကိုအဲ့လောက်ဖိနှိပ်ခဲ့တာမဟုတ်ဘူးလား။ဒီချိန်မကဘူးမြောက်သားကရှိပါလေ။သုံးပြခဲ့တဲ့အရာတွေလည်းရှိတယ်။ဘာသာရေးဝန်ကြီးတရားဥပဒေဆိုလည်းပြောခဲ့တာပဲလေ။ငွေလေကောင်ပါတကယ်ကမ္ဘာဆန်ချိန်ပြီပေါ့။ဂလီအကြီးကြီးလုပ်မယ်လို့တော့ပြောခဲ့တယ်မဟုတ်ဘူးလား။လုပ်ဖို့အတွက်မအောင်မြင်ခဲ့ဘူး။ အဲ့ဒီဆိုရတဲ့ထက်မှာဘာသာပေါင်းစုံဆိုပြီးမှမဟာနာဆရာတော်တွေကိုဖြုတ်ပြီးမှမဟာနာဆရာတော်ကြီးတွေဖြုတ်ပြီးမှအဲ့လိုကဘာရေးလို့နေရာပြောမှာခရိယံကလည်းခရိယံအိန္ဒုခရိယံမု슬င်ဒါ is islam ဘုရားပါလားဘာသာကြီး၄ခုထိုင်မဲ့ပုံစံမျိုးဘလန်ဆွဲခဲ့တယ်ပေါ့ဟုတ်လားတကယ်လို့ဒါဒီဆိုရနောက်ထပ်၅နှစ်တာဆိုရင်တော့ဖြစ်သွားမှာပဲဒါတွေကနော်ဒါတွေကပုံစံမျိုးနဲ့တို့တို့ဒီဆွဲခဲ့ကြတာပဲ တရားမဝင်ရင်တော့ဥဒင်းတော့တော့ကန့်ကွက်ပါပဲတရားဝင်လူတို့တရားဝင်တိတိကျကျတရားဝင်တိုင်းရှောက်တယ်တရားဝင်လုတ်တယ်နိုင်ငံတော်ကတရားဝင်ခွင့်ပြုတယ်ဆိုတော့ကျုပ်တို့အနေနဲ့ပြောစရာမရှိဒါဥဒင်း2023 2023ကလေးကဆရာတော်ကြီးကဘွဲတော်ဆရာတော်ကြီးဒီတွားဖူးတယ်ပုံမှုတရားရဲ့ဆရာတော်ကြီးရေဦးလင်ရောက်တဲ့ချိန်တွားဖူးတော့အေးဒီကွာတဲ့ဒီလိုဒီလိုရဒီလိုပေါ့ပြီးတယ်ပေါ့နော်ခရိယံလည်းပြီးတယ်မွတ်စလင်လည်းဟိန္ဒူလည်းပြီးတယ်လို့ကြားရကွာတဲ့အကြီးဆုံးကတော်ကြီးဆရာတော်ကြီးဒါကတော့တော့နော် ဆရာတော်ကြီးလည်းကြားတာပေါ့ဗျာလို့ကြားတဲ့အခါမှာဆရာတော်ကြီးကအေးကွာတဲ့ငါလည်းနေပြီးတော့ပါကွာအစင်သားကြီးကြီးကြီးတခုတို့ရင်ကတော့တောက်ပြီးမှလုံးမကွာတဲ့သာဥဒနာဆရာကြီးရှောက်တဲ့ဟာကိုကြားရတာပေါ့နော်ဆရာတော်ကြီးတောက်လိုက်တောက်ထားကိုကြားပါရရလဲရထားပြီးလို့ဥစဉ်တော့ထင်ပါတယ်ရလဲရထားပြီးလို့ထင်ပါတယ်အဲ့ဒါကိုကြီးကြီးလို့ဗျာကာကြောကြီးကမွတ်စလင်ဖြစ်သွားပြီအာကာကြောကြီးကဖြစ်ရပြောရလို့ရှိရင်တော့သူတို့တွေက ဟုတ်လားဒီကမြန်မာနိုင်ငံမှာရှိတဲ့မျိုးသားရေးသမားတွေနဲ့မွတ်စလင်တွေကိုအဓိကတော့ဖြစ်အောင်ဖန်တီးတာပဲဒီပါကစူပူဖြစ်အောင်ဖန်တီးတာပဲတော့ကတော့မျိုးသားရေးသမားတွေဘာဘာသားဘာဘာသားတွေကိုထောင်ထဲကိုထည့်တာပဲအဲ့ဒါသူတို့တွေကအပြေပါတယ်မြောက်ပေးမယ်မြောက်ပေးမယ်အာဘာလုံးတယ်အဲ့ဒါမခံမရနိုင်ဖြစ်ပြီးမှထားပြီးမှမခံပြောမယ်သူကလိုချင်တာတော့ဟိုပါဘောနော်ဒီကကြားကောင်းကတော့ဥစဉ်ကိုဥစဉ်ကိုပြတ်မှတ်ထားဖို့ကြားပါတယ် ကိုစင်းတို့ကိုစင်းရဲ့ဆရာမဦးလာတို့တို့ပြောလိုက်လို့ရှိရင်အာကကြောင့်ကြီးကဖမ်းမှာပေါ့အာဖမ်းပြီးထောင်ထဲထဲမယ်အာဆိုတို့အတွက်ဆင်းပြေးပြီလာပဲနော်အဓိကဒီလိုပဲဦးစင်းတို့ကတော့တုံ့တက်တယ်တရားဝင်ရှောက်တယ်တရားဝင်လှုပ်တယ်တရားဝင်တော့လည်းလှုပ်လေဦးစင်းတို့လည်းကြောင်းနေရတရားဝင်ရှောက်တယ်ဟုတ်လားဒါနာရေးဝင်ကြီးလက်မှတ်ထိုးပေးတယ်ဒါနာရေးဝင်ကြီးဖွင့်ပြပေးတယ်တတော်ဝင်ကြီးတတော်နဲ့မကင်တတော်ကိုရှောက်တယ်ဟုတ်လားရှောက်တယ်ဦးစင်းတို့လည်း ရားမဝင်တာတရားမဝင်ဘူးဆိုရင်တရားဝင်အောင်လုပ်ရှင်းနဲ့ကြတဲ့ပေါင်းနဲ့လို့တော်တော်များများဒါဘယ်ဘာသာမှကြီးနိုင်စရာအကြောင်းမရှိဘူးဘယ်ဘာသာမှလည်းရာကျူစရာအကြောင်းမရှိဘူးဦးစင်းတို့ပြောပြီပဲဒီနိုင်ငံမှာနေတဲ့ဘာသာရာဒီနိုင်ငံကိုချိန်ရမှာပဲကိုယုံကြည်ရအောင်တော့ခိုးခွဲကြမှာဒီနိုင်ငံရဲ့ဥပဒေတိုင်းကျင့်တော့ရမှာပဲဒီကနိုင်ငံရဲ့ဥပဒေတိုင်းနေထိုင်ရမှာပဲဒီနိုင်ငံရဲ့ဥပဒေတိုင်းမနေထိုင်မဲနဲ့အဆွေးရောက်မယ်တိုင်းလူပြည်စည်းလုံးမယ်ဥပဒေကိုချိုးခေါက်မယ်ဆိုတော့ဒီနိုင်ငံဥပဒေတိုင်းခံရမှာပဲလေဗျာခံရမှာပဲ ဟုတ်လားလုံရှားနိုင်ငံမှာတော့ကြည့်လေဗျာရှိတာပဲဟုတ်လားဦးစင်းတို့လုံရှားနိုင်ငံကာကြုတ်လက်ထက်မှာပဲပြောရမှာပဲတော့ကြောက်နေကြတဲ့ဖီလီကောခရီးစီတီတော်ကြီးနဲ့ရှိကြလာမယ်မဟုတ်ဘူးလားဖွင့်ပြေတာဒါတရားဝင်တရားဝင်ဖွင့်ပြလေလေဟုတ်လားတရားဝင်ဖွင့်ပြတာပဲအဲ့ဒီပလီကြီးကဟုတ်ပြီတရားဝင်ဖွင့်ပြလို့တရားဥပဒေကိုချိုးဖောက်မယ်ဆိုတော့အဲ့ဒီပလီလေးကပိတ်ခံရမှာပဲဥပဒေကိုချိုးဖောက်လို့ လီတဲကလည်းဥပဒေကိုချိုးဖောက်ပြီးမှဗလီတဲကလည်းအကြက်ဖက်မှုတွေလုပ်တဲ့တော့ကြောင့်မိရှိလာပဒီကြီးဖိတ်ဖိတ်ခံထားတာမဟုတ်လားတခိုင်းမြင်းနေမှာဟိုတလောက်ထွေးမြင်နိုင်ဖွင့်ပြလိုက်တယ်ဗလီဘာလို့ပိတ်ထားလဲအဲ့ဒီဗလီတဲကနေတောက်ကြနေမှာထွက်လာတယ်တောက်ကြနေမှာထွက်လာပြီးမှရခိုင်တိုင်းရင်းသားတွေကိုရဲဆက်ဆက်လဲလိတတ်တယ်ရဲဆက်ဆက်တတ်တယ်အားလုံးတော့အမျိုးမြမင်္ဂလာပါဗျာဒီကနေ့က1389ခုနှစ်သတင်းချုပ်လာစံ9ရက်ကဘာသုံးပြက်ကလေးနေ2025ခုနှစ်စတင်ပါလား 30ရက်အင်ကာနေဖြစ်ပါတယ်ဗျဒီကနေ့ဘုံဘုံဗာပြောချင်တာလဲဆိုတော့အခုမိုင်းပေါ်မှာပြောနေကြတယ်ဖင်လန်နိုင်ငံမှာရှိတဲ့မောင်မောင်တို့အဲနောက်တကထိုင်းမှာရှိတဲ့ဟောင်စီလို့ခေါ်တဲ့ငစီတို့ပြောနေကြတဲ့ဇာတ်ရည်နောက်တကဘေးရမ်းမသိတဲ့မူးကြောင်ယူးကြောင်နဲ့အရင်မူးပြီးတော့တက်ပြောနေတဲ့လူတွေရှိတယ်ပေါ့မြို့ချစ်တွေဘာလုပ်နေတာလဲမြို့ချစ်တွေနှုတ်ပိတ်နေတာလားနေပြီးတော့မှဗလီကြီးစောင့်နေပြီခင်ဗျားတို့အဖအဗလီကြီးစောင့်နေပြီမကန့်ကွက်ဘူးလားမရှုတ်ချဘူးလား ခင်ဗျားတို့ဘာလို့တော့ဘာပြောရဲလဲဆိုတော့ခင်လာမှာရှိတဲ့မောင်မောင်တို့ပြောထားတဲ့စကားတွေပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါဘုန်းကြီးရဲ့ထက်မှာကျမကြီးလည်းမကောင်းလို့ဆင်းပြဆင်းစစ်နေတာနေလည်းပတ်သက်လို့ကျမကြီးမကောင်းတဲ့ဂျားတွေကနေမျိုးပါသားတာတော့အလုံးလုံးနေတဲ့ရန်တန်ကတော်တွေလူပုဂ္ဂိုလ်တွေအများကြီးရှိပါနေပြီးတော့ဘလီနဲ့ပတ်သက်လို့ဆိုတဲ့စကားကိုခဏထားအောင် ဒေါန်းဆန်းစုကြည်လက်ထက်မှာကျတော့ဘာဖြစ်လဲအမျိုးဘာသာသာသနာပဲကွဲပြောက်သွားတော့မလို့လို့ကလားတွေကြီးစိုးလာတော့မလို့လို့အိမ်ကဘုရားရှင်ပဲကွဲပြောက်သွားတော့မလို့လို့ဆိုတော့ဘုရားကျောင်းကိုလည်းအဘုရားရှင်ကွဲပြောက်သွားတော့မလို့ဆိုတော့ပုံစံမျိုးတွေလိုက်ပါမှာပြောနေကြတာတွေအများကြီးအများကြီးရှိပါတယ်ဒါတွေကိုလည်းမြင်တွေ့နေပါတယ်ဒါပေမဲ့နေပြီးတော့မှမြို့သားကြီးဥဆောင်ဆရာတော်ရှိတယ်ရှောင်းကျောင်းတော်ကြီးဆရာတော်ဥပညာနော်ဥပညာတာမီရှိပါတယ်နေပြီးတော့မှရှိနေတဲ့လယ်ဝင်းပြင်မနာနော်ရှောင်းကျောင်းတော်ကြီးမှာရှိတဲ့အောင်းကုန်းနေပြီးတော့ကောင်စီရှင်းမြုံနေမှာရှိတဲ့ အမျိုးဘာသာတသမာဆောက်ရှောက်သူတွေအများကြီးရှိပါတယ်။ငါတို့က line ပေါ်ကနေ line လေးဖွင့် internet ကလေးဖွင့်5မိနစ်စာ3မိနစ်စာလောက်ကလေးစကားလေးတက်ပြောရုံနဲ့ခင်ဗျားတို့တောင်းပန်ချေသွားရလို့ထင်နေတာလား။ဒါပေမဲ့ line ပေါ်ကပြောတဲ့လူတွေကိုလည်းကျွန်တော်ကနေပြီးတော့မြို့ဘာသာသာသနာနဲ့တိုင်းပြည်အတွက်လိုအပ်လို့ပြောလိုက်ပြီဒီလူတွေလည်းကျေးဇူးတင်တယ်ကျေးဇူးမတင်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးเนาะကျွန်တော်တို့ line မှာပြောနေလုံလောက်နဲ့မြောက်ဒါတကယ်မြေပြင်မှာဖြစ်နေတဲ့လက်ရှိပကတိအနေအထားအဲ့ဒီနေပြည်တော်မှာ ဆောက်လုပ်မယ်ဆိုတဲ့ဗလီနဲ့ပတ်သက်ပြီးတော့နေပြည်တော်မှာရှိတဲ့အမျိုးသားရေးဆရာတော်တွေအမျိုးသားရေးလူပုဂ္ဂိုလ်တွေနောက်ရန်ကုန်မှာရှိတဲ့အမျိုးသားရေးဆရာတော်အမျိုးသားရေးလူပုဂ္ဂိုလ်တွေမြန်မာတပြည်လုံးမှာရှိတဲ့အမျိုးဘာသာသားတွေချက်မြတ်လို့တဲ့ရုပ်ချစ်တွေကဘယ်တော့မှမျိုးလုံးတွေမှိတ်နားတွေပိတ်မနေပါဘူးခင်ဗျားတို့စိုးရိမ်နေဆိုတာအထက်ရုပ်ချစ်တွေကပုံပြီးတော့စိုးရိမ်နေပါတယ်ခင်ဗျားတို့အလုံးလုံးနေတယ်ဆိုတာလည်းရုပ်ချစ်တွေကပုံပြီးတော့ဆင်ဆောင်မှုအစတည်းစစ်တပ်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများဆက်တိုက်လုပ်လာ၍ပြည်သူများသတိပြုနေထိုင်ကြရန် AAA ကအရေးပေါ်သတိပေး အာရခတတော် AA ထိန်းချုပ်ရာဒေသတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်ကလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့အာရခတတော် AA ကမနေ့ကအရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။ရခိုင်ပြည်အတွင်းနဲ့ရခိုင်ပြည်အဆက်၃နေရာမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်အုပ်စုကအထိခိုက်ကြအဆုံးများစွာနဲ့ရင်ဆိုင်နေရတာကြောင့်ကြောင်းရေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေအများပြားလှုပ်ဆောင်လာတယ်လို့ဆိုပါတယ်။ အရခတ်တော် AA ထိမ့်ချုပ်ထားတဲ့ပလဝါမျိုးကလူနေရပ်ကွက်တွေကိုစစ်တပ်ကပေါင်၅ရဘုံးတွေကျေချခဲ့တာကြောင့်နှစ်ဦးတေဆုံးပြီး16ဦးထက်မနည်းဒဏ်ရာရရှိတယ်လို့ရခိုင်ပြည်အခြေစိုက်သတင်းတွေကဖော်ပြပါဗါးစက်တင်ဘာလ29ရက်နေ့လယ်ပိုင်းမှာပလဝါစေယုံအနီးတဝိုက်ကိုစစ်တပ်ကပေါင်၅ရဘုံးနှလုံးကလပ်စတာဘုံးတစ်လုံးလို့ကျေချခဲ့ပြီးအဲ့ဒီဘုံးတွေကြောင့်လူတွေထိခိုက်တေဆုံးခဲ့တယ်လို့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗါး အကျန်းဖတ်စစ်အုပ်စုရဲ့အတင်းအဓမ္မစုဆောင်ခြင်းခံရတဲ့တပ်ဖွဲ့ဝင်များမှာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့လမ်းနောက်တန်းတွေကနေအခွင့်ရလင်ရတယ်လို့တက်ပြေးတာမိမိတို့ထံဗက်ပြောင်းတာအလံဖြူထောင်ဝင်ရောက်တာတို့မှာနေတိုင်းဖြစ်ပျက်နေတယ်လို့ဆိုပါတယ်။မြေပြင်တိုက်ပွဲတွေမှာအကြအဆုံးများနေလို့အကျန်းဖတ်စစ်အုပ်စုဟာယခုရက်ပိုင်းတွေမှာ အေအေကဒီအပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေကစာတင်ကြောင်းဈေးဈေးရုံစည်းကမ်းနဲ့ဖုံးတော်ကြီးကြောင်းအဆရှိတဲ့နေရာတွေကိုနေညာအချိန်မရွေးလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးတို့နဲ့ပစ်ခတ်တိုက်ခိုက်မှုတွေပိုလုပ်လာတာပါအလုံးလုံးနေပါလေခမားတို့စိုးရိမ်နေဆိုတာမြို့ချစ်တဲ့အေအေစစ်စစ်မြို့သားအိမ်သမားတွေမြို့သားဆရာတော်တွေအေအေစစ်စစ်နေလောက်တဲ့အဆင်ပဲရှိပါတယ်နော်အဲ့နေပြီးတော့ပြင်မလား မြို့ချစ်လူငယ်များအဖွဲ့ဆိုပြီးတော့စာတွေ line မှာတက်လာတယ်ခင်ဗျားတို့ဒါတွေမမြင်ညောင်ဆောင်မြို့ချစ်တွေကိုမျိုးလုံးစုံမရှိသမျှအပေါက်အကုန်ပိတ်ပြီးတော့ခင်ဗျားတို့ဆက်ကျင်ဆက်ပြောချင်ပြောဆိုချင်ဆိုလုပ်နေကြတယ်နောက်တစ်ခါရှင်းအောင်ကြောင်းတော်ကြီးဆရာတော်နေပြီးတော့မြို့သားရေးအဖွဲ့တွေရန်ကုန်မြို့သားရေးအဖွဲ့တွေဒီပလီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းမင်းနေတယ်1982ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီမန်သမ ्या ဒီသမ္မတကြီးဦးသိန်းစိန်လက်ထက်2014 2000 2013လောက်မှာတာသနာရေးဒုဝင်ကြီးကနေပြောသွားတယ်တောင်ဝေ82ခုနှစ်နောက်ပိုင်းမှာရှိတဲ့ဗလီတွေဒီတလုံးမှတရားမဝင်အဲ့တရားမဝင်တဲ့ဗလီတွေကိုလည်းတစ်ချိန်မှာဟိုက်မြမမြေပေါ်တွေမဟုတ်ကမမြေပေါ်မှာမောက်တုတ်ပြရမယ်ဥပဒေနဲ့အညီဥပဒေနဲ့အဲလောက်ထားတဲ့ဟာတွေတရားဝင်နေဆိုတဲ့ဟာတွေဆိုရင်တော့ဒါလက်ခံလို့ရတယ်ပေါ့နော်အေးဦးဇင်းတို့ကမွတ်စလင်တွေကိုမောင်းနေလို့လုပ်နေတာမဟုတ်ဘူးဗလီတွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးအစ္စလမ်တွေကိုတိုက်ခိုက်နေတာမဟုတ်ဘူးဒါပေမဲ့တရားမဝင်ဥပဒေနဲ့လုပ်နေတဲ့အရာတွေကိုဦးဇင်းတို့ကဥပဒေနဲ့အညီဆောင်ရွက်နိုင်အောင်လို့အများအားဖြင့်စောင့်ကြည့်နေတာဖြစ်တယ်အများအားဖြင့်လှုပ်ဆောင်နေတာဖြစ်တယ်နောက်တစ်ခါ ဒီနိုင်ငံတော်အဆင့်နိုင်ငံတော်ဝန်ကြီးချုပ်အထိနိုင်ငံတော်သမ္မတဒီတမတော်ကာကွယ်ရေးဦးစီးချုပ်အထိစတင်မှုစာတွေလည်းစီထားတာတွေရှိပါတယ်အစည်းအဝေးတွေလည်းထိုင်ထားတာတွေရှိပါတယ်မင်းတို့ကမျိုးချစ်တွေဘာမှမလုပ်ဘူးဆိုအင်တာနက်ကလေးဖွင့် line လေးတောက်တင်3မိနစ်စာလောင်လေးစကားပြောအောက်ကြီးလုံမနေနဲ့အောက်မှာကြည့်ရှုတဲ့သူတွေနော်ဟို viewer တွေများတယ်ဆိုပြီးတော့မင်းတို့တွေကိုကိုကိုအောက်ကြီးထဲမှနေကြတယ်မျိုးချစ်တွေကဘယ်တော့မှငြိမ်းမနေဘူး2000နဲ့73ခုနှစ်အော်တိုဘာလ15ရက်နေ့မှာ ရုပ်ချစ်တွေဘာလုပ်ခဲ့လဲမင်းတို့ပြောပြမယ်နော်ပြောပြမယ်မင်းတို့ရုပ်ချစ်တွေကိုပင်ပိတ်ပြီးတော့ညင်မျိုးလုံးပိတ်ချင်းသမီးအပေါအကုန်ပိတ်ပြီးတော့ညင်နေဆဲနေတဲ့ကောင်လေးသမနာကြီးဦးသိန်းစိန်လက်ထက်ပေါ့အဲ့အချိန်တုန်းကနော်အဲဒီကဘာမှရှိတဲ့အာရဗ်ကဘာပေါ့ဗျာအစ္စလာမစ်အစ္စလာမစ်တွေတည်တံ့ဖွဲ့ထားတဲ့ဟို OIC ပေါ့ Organization Islamic Conference လို့ခေါ်တဲ့ OIC 58နိုင်ငံအဲ့အချိန်မှာဆီးရီးယားနဲ့ နောက်တခါပါလက်စတိုင်းနဲ့အဆင်မပြေတဲ့အတွက်ဒီနှစ်နိုင်ငံကိုရက်ဆဲထားတယ်အဲ့ဒီလိုအချိန်မျိုးမှာမပါလောက်ကြလေမြန်မာပြည်မှာအဲတဲ့မြန်မာပြည်မြန်မာပြည်ရဲ့ရခိုင်ပြည်နယ်မှာ OIC ရုံးဆောက်ချင်တယ်လို့သမားကြီးဦးသိန်းလည်းတမှာကန်လန်းတာရှိတယ်အဲ့ဒီအချိန်မှာမြို့ချစ်တွေအမျိုးသားရေးသမားတွေရန်တန်ကားတော်တွေကရန်ကုန်မြို့မှာနော်ကိုစီကိုစားပြီးတော့ကိုအလုပ်တွေအပြက်ကန်ကိုဘွားတွေအပြက်ကန်စာပါတွေအပြက်ကန်စာရင်ကျောင်းတွေအပြက်ကန်ရိတ်တာတွေအပြက်ကန်ပြီးတော့နော်ဆွေတကုံဖရားအရှိတ်အမုတ်ကနေပြီးတော့စူးလေအချိန်ချီတက်ကြတယ်နော် no OIC နော်မြန်မာပြည်မှာ OIC ရုံးဆောက်ခွင့် 9နှစ်မပြောနဲ့9မိနစ်50စက္ကန့်အောင်ခွင့်မပြုပါဘူးဆိုပြီးတော့2013ခုနှစ်အော်တိုဘာလ15ရက်နေ့မှာထောင်ကျရင်ကြောက်စီဆိုပြီးတော့မြို့သားသမားတွေမြို့သားရမ်းရှင်လူတွေကဥဆောင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်။အဲ့ဒီအတွေ့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကနေပြီးတော့ဗာပြောလဲညနေ6နာရီသတင်းမှာပြည်သူဆန္ဒသဘောထားနဲ့မကိုက်ညီပါသဖြင့်မြန်မာနိုင်ငံ၌ OIC ရုံးဆောက်ခွင့်လုံးဝမပြုပါတဲ့။ OIC ဆိုတာမွတ်စလင်နေ58နိုင်ငံဖွဲ့ထားတဲ့နိုင်ငံတွေနော်။ဘာကြောင့်ဖွဲ့ထားလဲအဲ့ဒီသမိုင်းကြောင့်သိလား။ဟမ် Israel နဲ့ Palestine ၆ရက်ကြာဆင်းပြေကြတယ်။ဆင်းပြေကြတဲ့အချိန်မှာ အာလန်ဆိုင်ကမွတ်စလင်တွေလေအစ္စလာမ်တွေကြီးပဲသူတို့အစ္စရေးကိုနိုင်ရအောင်ရှုံးရချောင်းကြစစ်ပွဲဖြစ်ပြီးရှုံးနေတဲ့အချိန်မှာမတို့မွတ်စလင်တွေအချင်းချင်းမွတ်စလင်ဟိုဟာပေါ့ organization အစ္စလာမ်ကိုခရင်လို့ခေါ်တယ်မွတ်စလင်သွေးစင်းညီညွတ်ရေးအဖွဲ့ကြီးဖွဲ့လိုက်ကြတာသိလားစီစီရစီဝါရေးကျမ်းမာရေးလူမှုရေးပညာရေးစီစီရငါတို့မွတ်စလင်တွေဟိုတနိုင်ငံနဲ့တနိုင်ငံမွတ်စလင်နိုင်ငံနဲ့တခြားနိုင်ငံတွေနဲ့ဖြစ်ခဲ့မယ်ဆိုရင်အစအစအရအဖက်ဖက်ကကုညီရအောင်လို့ဆိုတဲ့ဟိုဒီ OIC ဆိုတဲ့အဖွဲ့ကြီးကိုဖွဲ့စည်းခဲ့တာ အဲ့ဒီလိုသမရိုင်းဦးသိန်းစိန်လက်ထက်မှာလည်းအမျိုးဘာသာတာသနာနဲ့ပတ်သက်ပြီးလောက်ခဲ့တယ်ဒေါ်စန်းစုကြည်လက်ထက်မှာလည်းအမျိုးဘာသာတာသနာနဲ့ပတ်သက်ပြီးတော့ဟိုလောက်ခဲ့ဒေါ်စန်းစုကြည်လက်ထက်မဟုတ်ပါဘူးဒေါ်စန်းစုကြည်လက်ထက်လို့ပြောရင်လည်းရိုင်းတယ်ဒါသမရိုင်းဦးဝင်းမြင့်တို့ဟိုသမရိုင်းဦးထင်ကျော်တို့လက်ထက်မှာလည်းဒါလောက်ခဲ့တယ်ပေါ့နော်ဟောနောက်တစ်ခါဒီအဲဒီနတ်သက်ကအစိုးရအခုလက်ရှိတပ်မတော်ကွယ်ရေးဦးစည်းချုပ်အစရှိတဲ့ဒီအစိုးရလက်ထက်မှာလည်းဒီအမျိုးသားရေးဆရာတော်တွေက ီကိစ္စတွေကိုနှောင့်နှေးမနေပါဘူးလက်ပိုက်ပြီးတော့ကြည့်နေပါဘူးနေပြီးတော့ဘလူးကိစ္စနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခေါင်းခဲတယ်ဆိုတာတဲ့အမျိုးသားရေးသမားတွေပို့ခေါင်းခဲတယ်ခင်ဗျားတို့ပူပန်တယ်ဆိုတာတဲ့အမျိုးသားရေးသမားတွေအမျိုးသားရေးဆရာတွေရင်ဘက်ထဲမှာပြာကြနေပြီနော်အဲခင်ဗျားတို့စွန့်ရင်လေဆိုတာကခင်ဗျားတို့ကစွန့်ရင်ရင်ဘက်မြောက်သေးပါဘူးယာကျတို့မြူသားရေးဆရာတော်တွေကျတို့မြူသားရေးလူပုဂ္ဂိုလ်တွေစွန့်ရင်အစွန့်ရင်ကတော့တချင်တွေအရလို့ပေါ့အတိုင်းထက်အလွန်ကိုဖြစ်နေပါပြီနော်လောကလူမြို့မှာသာသနာတွေလိုအပ်လာရေးအတဘေးမဲ့လူတွေအယုတ်စီယုတ်ထုံးမဲ့အဖွဲ့တွေအများကြီးရှိပဲဒါကြောင့်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်ကိုမောင်မောင် ခင်ဗျားပြောတဲ့စကားတွေကိုတိတ်ပြီးတော့အပြောမစွန်းနဲ့လောမကြီးနဲ့စကားကိုကြည့်ပြောခင်ဗျားတို့က2020 2021မှာဟို live ပေါ်ကနေပြီးတော့ဟိုလူကြီးများပြီးတော့ selfie ဖြစ်လာတဲ့လူတွေနော်ဟို live ပေါ်ကနေပြီးတော့ selfie မဟုတ်ဘဲနဲ့အမျိုးဘာသာသာသနာတွေပိတ်ဆိုင်ပြီးလှုပ်ဆောင်နေတဲ့လူပုဂ္ဂိုလ်တွေရမ်းပုဂ္ဂိုလ်တွေကအများကြီးရှိတယ် live ပေါ်မှာ talk show တက်မပြောဘဲနဲ့တက်မပြောဘဲနဲ့ဟိုဘဝပြည့်အချိန်ကုန်ခံမိသားစုလူတွေရဲ့စာဝင်နေတဲ့အစ်မပြေလာနေပြီဒီကိုမကြည့်ဘဲနဲ့ပို့မျိုးဘာသာသာသနာကြည့်ပြီးလှုပ်နေတဲ့လူတွေတော်တော်ကြီးရှိတယ်အဲ့တော့ခင်ဗျားတို့စကားတွေ စွတ်စွတ်မပြောနဲ့မတိမဲနဲ့စွတ်စွတ်မပြောနဲ့နော်ဘယ်လိုပြီးပါမှနေတာလောလောနဲ့မှာခင်ဗျားတို့ပြောလိုက်တဲ့စကားတစ်ခုကြောင့်အမှားပါပါလို့ဖတ်ခံရမယ်ဆိုရင်ခင်ဗျားတို့ဟာလောလောနဲ့ခင်ဗျားတို့လောလောဆယ်မှာဖတ်လို့မရသေးဘူးဗျကျွန်တော်တို့ဒီမှာကြတော့အခုခုမှားသွားပြီဆိုတာနဲ့ဖတ်ခံရမယ်ဆိုရင်လောလောလေးရဲ့ကျွန်တော်တို့ဖတ်ခံမှာကြောက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူးနော်တိုင်းပြည်နဲ့အမျိုးဘာသာသာသနာတွေထောင်ချမှာမကြောက်ဘူးကျွန်တော်တို့ကအမှောင်ချမှာပဲကြောက်တဲ့သူတွေနော်လူမုန်းမှာမကြောက်ဘူးကံမုန်းမှာပဲကြောက်တဲ့သူတွေနော်အဲ့တော့ ကျုပ်တို့ကတကယ်မျိုးဘာသာတော်နဲ့စိတ်ရှိတဲ့ရမ်းရှင်လူပြည်သူတွေထောင်ထဲရောက်သွားပြီဆိုဘာမှလုပ်လို့မရတော့ဘူးအဲ့တော့ထောင်မကြအောင်လည်းနေရတယ်ကိုလိုချင်တဲ့ပန်းတိုင်ကိုလည်းရောက်အောင်သွားဖို့လိုတယ်အဲ့တော့ပြဿနာကအကြီးကြီးအကြီးကြီးဖြစ်နေတဲ့ကိစ္စကိုလွယ်လွယ်လေးနဲ့တွားပြီးတော့ထမင်းသားရေတော့တွားပြီးတော့လုပ်လို့မရဘူး။ငါပြောသည်အခွန်နှွာစားသလောက်မလွယ်ဘူး။ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိဖို့လိုတယ်။ဟုတ်လားမောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့မောင်မောင်တိုင်းမှာရှိတဲ့အများကဟောင်းနေတဲ့ဟောင်းစီအဲနောက်တစ်ခါမူးကြောင်ကြီးကြောင်နဲ့အသက်50 60လောက်ရှိတဲ့ဟိုတက်ပြောနေတဲ့ အဲတခါတရားပေါ့နော်အေးအဲ့ဒီလူတွေတိဖို့လို့တယ်အားလုံးအားလုံးတိဖို့လို့တယ်နော်အေးတိတ်မအားသေးလို့ပါမအားသေးလို့ဒါပေမဲ့ဘုံဘုံတို့မျိုးသားရေးဆရာတော်တွေမျိုးသားရေးလူပုတ်တွေကမျိုးမသားတာတနာနဲ့ပတ်သက်လာရင်အားလုံးကအာအာမအာအာဘဝတွေအသက်တွေပြေးပြီးလောက်ကြမှာနေပြီးတော့ပလီကိစ္စနဲ့ပတ်သက်လို့ခင်ဗျားတို့တွေ లై ဘမှာတက်ပြီးတော့လူတင်ကြီးအောင်အတန်ကောင်းဟင့်နေတဲ့လူတွေတက်ကျောင်းတို့ లై ဘမှာတက်မအော်ပဲနဲ့လုံနေတဲ့လူတွေကပို့ပြီးတော့နေပြီးတော့ပလီနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်ခင်ဗျားတို့တွေဆယ်စားပို့ပြီးတော့ လောက်ဆောင်နေဆိုတာဟိုမအားရကြတယ်ခင်ဗျားတို့ခဏလေးတော့ဒီနေရာနေပြောလိုက်တယ်ခင်ဗျာအလုံးတော့မြန်မာပြည်သူပြည်သားများကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကြီးလဲအောင်မြင်ပါစေမြန်မာပြည်ကြီးမှာလည်းအာရမဝါဒတွေကြာဆုံးပါစေအာရမဘတ်တော်သားတွေကြာဆုံးပါစေအမန်တရားကလည်းနိုင်ပြီးတော့အမန်တရားတွေစုမှုပြီးတော့မြန်မာပြည်ကြီးထာဝရဘေးမတန်အေးချမ်းကြပါစေလို့ဒီညကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်